အာညီမတို့ကအကုန်လုံးဟိုစီစီလုံးလုံးနဲ့အကုန်အတူတကွဟိုအတက်နိုင်ဆုံးအကုန်လုံးစ조사ပြီးတော့ပြင်ဆင်ထားပါတယ်။ဟိုအရှင်ပြည်တရေးရှိမှဆိုရင်တော့စိတ်လှုပ်ရှားပို့ပြီးတော့စိတ်လှုပ်ရှားတာပေါ့နော်။ pressure တွေပိုများမယ်ဒါပေမဲ့လည်းအစွမ်းကုန်စ조사တော့မယ်လို့တော့မျှော်လင့်ပါတယ်။ကျွန်တော်တို့အတင်အခုလောလောဆယ်တော့အားရချင်တယ်မရှိဘူးနော်။တင်းလဲစီလုံးမှုကောင်းတယ်။တူချင်းပိုင်းလဲကျိုးသွားတယ်။နီးပြပိုင်းရတယ်။ သူလောက်ချက်ရှိရတယ်တက်တက်ပိုင်းနေရောအကုန်လုံးပေါ့အဲဆက်ပြီးအစားသူပြင်ဆင်ထားရပါတော့အဲ့တော့ကျွန်တော်ကျင်းနေမှုရှိတယ်ကျွန်တော်စီနီယာတယောက်နေဆိုရင်တော့အဲအခုလိုပေါ့သူတို့ pressure ဖြစ်နေတယ်တဲ့လည်းကျွန်တော်တို့တွေက pressure ကြောက်အောင်လို့ပဲသူတို့တွေအဆင်ပြေအောင်ပေါ့ခွင်းထဲမှာကျွန်တော်တို့နဲ့တွဲမိအောင်ပို့ပြီးတော့ကစားနိုင်အောင်ကျွန်တော်ပို့ပြီးတော့ကုညီပံမိုးပြီးကစားပြီးတော့ဟုတ်အခုရွေးထားတယ်မှာ magnetic player များရပါတော့ဒါမှသူတို့ကစားတဲ့အချိန်မှာ pressure ရှိမယ်ဆိုတာသိရပါတော့သူတို့ပြီးတော့ ancient ပြည်သက်တွေကလည်းများတဲ့အခါကျရင်သူတို့ပို့ပြီးတော့ ခံစားမှုခံစားချက်က emotionally ပုံများနိုင်တယ်ဗောနော်အဲ့ပုံမှာကျွန်တော်တို့ကအကောင်းဆုံးကျွန်တော်တို့ကကိုင်းထဲမှာထိန်ချုပ်စကားနိုင်အောင်ဗောနော်သူတို့ရဲ့စိတ်ကို relax ဖြစ်အောင်ရေနောက်ပြီးတော့သူတို့ရဲ့ performance ကိုအအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဘက်ကအစကားရရောကိုင်းထဲကစားမှုပိုင်းမှာအကုန်လုံးမှာကျွန်တော်တို့ကကူညီပေးသွားမှာပါဗောတဲ့နော်ဤပြင်ဆင်ထားဆိုအသင်းလိုက်ဗောနော်ဗာပြအသင်းလိုက်ဝင်ပြန်အောင်ဆိုနော်ဤတို့အသင်းလိုက်ဒီကန့်ဝင်ကလေးကဒီပြိုင်ပွဲဆိုလဲအမြင့်ဆုံးတော်ကြီးလို့ပေါ့နော် အကြံမွန်တော်ကြီးတို့ဟိုအကောင်းဆုံးပေါ့နော်နေပြရဲ့ညွှန်ကြားမှုအတိုင်းအကုန်လုံးပြင်ဆင်ထားပါတယ်အဓိကတော့ပြိုင်မကရရောက်ဝယ်တရားရခိုင်တော့တော့ကိုယ်ယုံကြည်မှရမှာလေအကြံတော်ကြီးတို့တရားရခိုင်တော့ရှိပါတယ်အာဒီတစ်ခါကကျတော့ညီမပြန်လာရလဲတိတ်မကြသေးဘူးဆိုတော့ trainee ကဟိုကိုဘကတော့အတန်တိုင်းဆုံးစ조사နေရပါတော့ဒါပေမဲ့အာကိုကိုတော့အားမရသေးဘူးဒါပေမဲ့အတန်တိုင်းဆုံးဟိုဟာစ조사ပြီးတော့အခုရှိသလောက်အကုန်အားထုတ်ပြသွားမယ်လို့မျှော်လင့်ပါတယ် ်အော်ပရိသတ်တွေအားပေးမှုရောချိတ်လှရှာတယ်ပြီးတော့ PI လည်းရှိရဲဒါပေမဲ့အာညီမဘက်ကတော့တတ်နိုင်ဆုံးကြာရကန်တော့ကိုရှိတဲ့လောက်တော့အစွမ်းကုန်ကစားတော့မှာပါကျွန်တော်မျောနေတာဆိုကျွန်တော်ခြေပွဲအောင်ရမယ်လို့ HSC တခုပဲရှိရပါတော့ကျွန်တော်တို့မှာအုပ်စုကတသိန်းမတက်ပါလေကျွန်တော်အဲ့တော့ဒီတသိန်းထဲမှာပဲချန်ပီယံဖြစ်အောင်ဒီသင်းထဲမှာကျွန်တော်အကောင်းဆုံးဖြစ်အောင်ပဲကျွန်တော်မျောလင်းတာပေါ့အဲ့တော့ကျွန်တော်တရားရခိုင်တော့ အဲအတင်းမှာရှိတဲ့လူတွေကတော့ပြီးဆက်သွားမှာဟုတ်လိုအပ်တာကြည့်ရှိမလဲဆိုတော့ကျွန်တော်တို့ရဲ့ playing style ပေါ့ playing style ရဲ့ကျွန်တော်တို့ရဲ့စိတ်ရဲ့ကျွန်တော်တို့ကအဲမခံကျင်တဲ့စိတ်ကျွန်တော်တို့မှအပြည့်ရှိရေပေါ့နော်အသာသမားတိုင်းမှာနိုင်ညလိုချင်တဲ့စိတ်ကအဲအရန်ရှိရေပေါ့နော်အဲ့ဒါကျွန်တော်တို့ရဲ့အာတာချက်ပြန်ပြီးကျွန်တော်တို့အတင်းကစီလုံးမှုရှိတယ်အဲ့ဒီဥစ္စာရဲ့ပြီးတော့ကျွန်တော်တို့ကအဲနီးပြရဲ့တက်တစ်ပိုင်းတွေကိုလိုက်လုံနိုင်တယ်ပေါ့နော်ခဏလေးအတွင်းမှာလိုက်လုံပြီးနိုင်တဲ့ကသာသမားရဲ့ရှိရေပေါ့နော်အဲအဲ့ဒီတော့ကျွန်တော်တို့အာတာချက်တွေအဲ့ဒါကြီးဖြစ်မလို့ထင်တယ် ဒီကတော့ပြိတက်တဲ့နော်ရီတို့စိတ်ဝင်စားလာပါဘောနော်အဲကြောင့်မို့နော်ရီတို့ဒီလိုစိတ်ဝင်စားခြင်းအပြင်နော်ရီတို့ကိုယ်နဲ့လာကြည့်စီခြင်းနဲ့ဘောနော်အဲနော်ရီတို့အာမြမြအားပေးပြီးတော့လာကြည့်ကြပါလို့တန်ရန်ကတော့ကောင်းလာဦးတရားရခိုင်နှုန်းမှာဆို90ရခိုင်နှုန်းလောက်တော့ကောင်းနေပြီဒါပေမဲ့30ရခိုင်နှုန်းလောက်ချက်ရှိနေသေးရဲ့ဘောနော်အဲကြောင့်မို့အင်းဆင်ပြေပါထက်တော့ရင်တော့အကောင်းဆုံးတော့ကစားသွားမှာဟုတ်ဟုတ်ညီမကတော့ခုနပြောလို့ပဲရလာတော့မကြသေးဘူးဒါပေမဲ့ဒီအတင်းနဲ့အာ ူပေါင်းထားဘူးတယ်ဟိုညီပေါ်ပွဲချင်းတော့လည်းအတူတူအာ training ဆင်းပြီးတော့ကစားထားတယ်ဗောနော်အဲ့တော့ကြီးလုံးပါတယ်ဟုတ်ဟိုတကယ်ဟိုဝမ်းသာပါတယ်ဗောနော်အခုလည်းအာဒီညီပေါ်မှာနိုင်တော့အကုန်လုံးအတူတူစ조사လို့ရခဲ့ရလဲတခုဗောနော်အဲ့တော့ဟိုအချင်းချင်း조사လို့ရရဲ့ဟိုဝမ်းသာဝမ်းသာပါတယ်ကျွန်တော်တန်ရတော့မရှိကျွန်တော်ဖျားတော့ပြားတာပေါ့နော်၅ရက်လောက်နားထားပါဘောနော်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးခုပြန်လုပ်နေပါတယ်ထွင်ကြီးပြန်စနေပါဘောနော်ဟုတ်အခုလာမဲ့ ခြေစပွဲအတွက်ပြည်သက်တွေအားလုံးလာရောက်ပြီးတော့အားပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်ကတော့ပြည်သက်တွေအားလုံးကိုင်းနေကိုလာရောက်အားပေးစီချင်ပါတယ်။အဲကျွန်တော်တို့ရဲ့ဖန်မမဟုတ်ဘူးကကျွန်တော်ဝင်းနေထုံးမမဟုတ်ပဲမိတဲ့လူမမဟုတ်ပဲနော်ရက်ဝမမဟုတ်ပဲကျွန်တော်ရဲ့မြန်မာလေယူတဲ့မျိုးသမီးတင်းရဲ့ကစားသမားတိုင်းအဲအာကိုင်းထဲမှာရှိနေတဲ့တယောက်ချင်းဒီတိုင်းကိုလည်းအားပေးစီခြင်းနဲ့ကျွန်တော်တို့တင်းဒါမှပို့ပြီးတော့စီလုံးလာမယ်အဲအကြောင်းမလို့ကျွန်တော်တို့ရဲ့ဖန်တွေအကုန်လုံးကမဟုတ်ပဲနဲ့ကျွန်တော်တို့အမျိုးသမီးတင်းဆိုတဲ့ အဲချစ်တဲ့ပြိတ္တတွေအကုန်လုံးကွင်းထဲလာရောက်အပြီးပါလို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ဟုတ်ဒီစကွေးနေပြင်မဆာမှာဆိုဘောနော်ဒီပြင်မတဲ့နော်ရီတို့လာပြီးတော့အားပေးပြီးတော့ဘောနော်စောင့်ကြည့်ဝေဖန်ပေးကြပါအောင်လို့ဖိတ်ခေါ်ပါရတော့